ဘောဓလမင်းကြီးကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်အိမ်မက်ထဲမှာဗျာထူးဆန်းလိုက်တာတရပင်တို့အုံးပင်တို့ပိနှဲပင်တို့အဲ့ဒီလိုအပင်ကြီးမျိုးဝင်ဖြစ်ပြီးတော့အနည်းဆုံး၄၅၆နှစ်ကြာမှာ အသီးသီးနဲ့အပွင့်ပွင့်နိုင်တဲ့အဲ့ဒီအပင်တွေဟာတဒောင်တော့တထွာတော့မြေကြီးနဲ့မလွတ်သေးတဲ့အကျွဲမှာပဲမြေကြီးကိုတရွတ်တိုင်းပြီးတော့အသီးတွေသီးလိုက်တာဗျာသိထူးဆန်းတာပဲမြတ်စွာဘုရားတပြည့်တော်ဘယ်လိုပါလဲဒီအပင်တွေကအကြီးကြီးလည်းမဟုတ်ဘူးပြီးအပင်လေးရဲ့တည်တည်လေးတွေ တို့ရဲ့မှာအသီးကိုလည်းပဲမနိုင်ကြဘူးမြေကြီးမှာတရွတ်တိုက်နေတာပဲဘယ်လိုဖြစ်တာပါလဲတို့တပြည့်အိမ်မက်ထဲမှာစဉ်းစားလို့မရဘူးထူးလဲထူးဆန်းနေမြတ်စွာဘုရားအဲ့ဒီအိမ်မက်ကြောင့်မလို့တပြည့်တော်မှာဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဆိုတော့မြတ်စွာဘုရားကတကားတော်မင်းကြီးတဲ့ဒီအိမ်မက်ကြောင့်တင်မင်းကြီးမှာဘာအကျိုးအပြစ်မှာ ရှိဘူး။နောင်ကာလကြလို့ချင်လူတွေဟာတက်တန်းတွေကတူတူလာပြီးတော့ရာဂရယ်သိပ်ပြီးတော့ထူပြောလာလိမ့်မယ်။အင်္ဂရွယ်ရွယ်စော့တဲ့ကစားတဲ့ကလေးအရွယ်မှာတဲ့ချစ်ကြောင်းကြိုက်ကြောင်းစကားတွေပြောလာလိမ့်မယ်။အင်းတော်ရဲ့သားကြောင့်ဟလား ဒါကြောင့်မရကြောင်းနေပြောလာလိမ့်မယ်တော့အဲ့ဒါမျိုးပြောချင်တာနော်။ရာဂထူပြောတယ်ဆိုတာအွယ်နဲ့မတန်နဲ့ညဉ့်ညမ်းတဲ့စကားမျိုးတွေကိုသူတို့နှုတ်ကပြောထွက်လာကြတယ်စိတ်ဝင်စားလာကြ။ကလေးတွေကဒီနေ့ခက်လဲဥစ္စာမြင်တွေ့နေရတာပါပဲနော်။အိုး73နဲ့72နဲ့လေးတွေအိမ်တော်ကြနေတာတွေ့ရင်အကောဒလာမင်းကြီးအိမ်မအတိုင်းမယ်လို့ပြောရမလို့ဖြစ်တယ်ပေါ့နော်။ဒါဆိုပါကြတာဂျိုးပြီးတော့မြင်တော်မူတဲ့ဂျိုးပါလား။ ဘုရားရှင်ဆိုတာအကုန်သိနိုင်တာပဲလေ။ဘယ်ညီနောက်တစ်ရှင်ကြရဲ့လူငယ်လူရွယ်တွေဟာရာဂတွေတိတ်ကြီးပြီးတော့အရွယ်မရောက်သေးပဲနဲ့။နော်အရွယ်မရောက်သေးမရင့်သေးတဲ့အပင်ရှင်းချက်တဲ့အပင်တွေကလေတံမိုးတံခံနိုင်တတိယဒဏ်ကိုခံနိုင်ပြီးခိုင်းနေပါလေကြိုးတာပဲ့တာမှဖြစ်တာလေ။လောကရဲ့ဒဏ်ကိုမခံနိုင်သေးတဲ့လောကရာအထုထောင်းမခံနိုင်သေးကိုဝမ်းကိုတော့ရှာမစားနိုင်သေးတဲ့အရွယ်လေးတွေမှာတဲ့ အိမ်တော်ရသားတွေပါတယ်ကြာပြီးတော့တာတာတွေလောင်တမိတွေလောင်တဲ့ဒုက္ခပင်လေဝေးပြီးတော့နေကြတဲ့အဖြစ်မျိုးဖြစ်လာလိမ့်မယ်လို့ပြောစွာဘုရားကပိန်တော်မူလား။ဘာတော့ဆိုတော့ရာဂအာကြီးကြတဲ့အခါငငယ်ရွယ်နဲ့အိမ်တော်ကြာဘာလို့စားမှမသိ။ပညာရေးရလည်းမပြည့်စုံစီဝါရလည်းမရှာတတ်မရှာတတ်တဲ့အခါကျတော့အဲ့ဒါတာတွေလောင်တမိတွေလောင်တဲ့ဒုက္ခရောက်ကြတာပေါ့။ ကိုချရာဘောကိုရက်နိုင်ဖို့ခရင်တဲ့အရွယ်လေးတွေဆိုတော့အေးအဲ့ဒီလိုအဲ့ဒီလိုတွေနောင်ကြရင်ဖြစ်လာလိုက်မယ်ဒါအတင်းမင်းကြီးနဲ့ဘာမှမဖြစ်ဘူးအတင်းမင်းကြီးနဲ့ဘာမှမထိခိုက်ဘူးလို့မြတ်စွာဘုရားကအဲ့ဒီမင်းကြီးရဲ့အိမ်မက်ကိုဖြည့်ဆင်းပြတာကိုပဲတန်ဖို့ကပြအတူလေးနေနဲ့တထွာတတောင်မြတ်တစ်ချုံက ဝင်ကြသည်ကြသည်ကညာပြုံမအိတ်ချီရငယ်ကအိမ်ထောင်ကြီးလို့ရေးဆက်ခဲ့ကြတယ်ပေါ့ဘုဇင်တော်မဟာဝိတုဒ္ဓရုံဆရာတော်ဘုရားကြီးကတော့ချိန်မကြခင်ကရောက်ခါတဲ့သစ်ပင်ငယ်ဖူးငုံတန်းပွင့်တန်းမီတီကြသွဲသွဲ မိမ့်မငယ်သူငယ်ယောက်ျာချစ်မြတ်တာပူလျောင်းလို့ရွှေမတောင်းတန်တဲ့မြတ်ကိုစွဲကလုံးဘွာဘုရားဆရာတော်ဘုရားကြီးအဲ့ဒါလို့အပြားလေးဆက်ပြီးတော့စိုးခဲ့တယ်ပေါ့ရွှေမရောက်ခင်အိမ်တော်ပြုကြတဲ့အခါကျတော့လောကရန်အထု အထောင်းတွေမခံနိုင်တရားနာတရားနားလည်မှုတွေမပေးနိုင် ေစာဝတ်နေမပြည့်မလဲဖြစ်လာတဲ့အခါသားတွေလောင်းသမီးတွေတို့ကရောက်ကြတဲ့အခါမတက်မဆက်ရန်နေပါတယ်ဖြစ်ပွဲကြပြူကြအဲ့ဒီလိုတွေဖယုတ်ဖယဲတွေဖြစ်တာအပင်ကသေးတော့အသီးရတောင် မခံနိုင်ပဲနဲ့ခိုင်းနေပါတယ်ပဲ့ကြတာတို့ဟလာကြည့်မလာတော့ဘူးလေနော်အသီးရတောင်နိုင်မှမနိုင်ဘူးအဲ့လိုပဲငငယ်ရွယ်အိမ်တော်ကြတဲ့ခါကျတော့အိမ်တော်တောင်းဝင်တဲ့မင်းကလေးကလည်းမထိမ့်သိမ့်တဲ့ယောက်ျားလေးကလည်းဥမဆောင်နိုင်ဆိုတော့ အကုန်လုံးဘယုတ်ဘယဲကိုယ်ယောက်ျားဖြစ်ပြီးတော့ဒုက္ခရောက်ကြရတယ်ပေါ့ဒါဟာနောက်မှာ ဖြစ်လာလိမ့်မယ်လို့ရသော်ဘုရားရှင်ကကောသလမင်းကြီးရဲ့အိမ်မက်ထဲမှာရှင်းပြထားတာပေါ့နော်အားလုံးဘုဒ္ဓတ္တနဲ့မှတ်သားနိုင်ကြပါ